အခုလက်ရှိကတော့နေစိမ့်မှာ logistic outspiro လုပ်နေရပေါ့နော်အဲဒီ outspiro နဲ့ပဲလာခဲ့တယ်မင်္ဂလာပါညီလေးညီလေးနာမည်လေးတစ်ချက်လောက်ကိုမိတ်ဆက်ပေးလို့ရမလားအာကျွန်တော်နာမည်ကတော့ဒနာတို့ပါအော်ဘေးရလာလဲမသိဘူးကျွန်တော်ကရန်ကုန်ဇာတိပါ ်မြန်မာနိုင်ငံလာတယ်မြန်မာနိုင်ငံဟေးမြန်မာနိုင်ငံလာတာပေါ့နော်โอเคကိုကတော့စာ air torch lens ဆိုတဲ့ page ကိုကိုက run နေဒီဂျာမနီကနေမြန်မာနိုင်ငံမှာရှိတဲ့အဲဂျာမနီကိုလာချင်နေတဲ့လူတွေအတွက်အကျိုးရှိတဲ့ information တွေ share ပေးနေတယ်ကို eric ဖြစ်ပါလေအဲ့တော့ဒီနေ့ကိုသိချင်တာကညီလေးကအဲဂျာမန်စာကိုပေးချင်နေရဆက်ပြီးလေ့လာလဲမသိဘူးအာကျွန်တော်ဂျာမန်စာကိုလေ့လာတာကနှစ်နှစ်ခွဲသုံးနှစ်နီးပါးလောက်တော့ရှိပြီပေါ့နော်အဲအာ ကျွန်တော်ထင်2022လောက်ကဖြစ်မယ်ထင်တယ်ဗျအဲဂျာမန်စာ A1 နေစပြီးလေ့လာခဲ့ရပါဘူးဟုတ်တင်ယူတဲ့အချိန်မှာဘလို့ခက်ခဲမျိုးတွေရှိလဲမသိဘူးအာတင်ယူတာကတော့အာဂျာမန်ဘာသာစကားအဲ့လိုမျိုးအာရန်ခတ်တဲ့ဘာသာတွေမှာပါတယ်လို့လည်းတော်တော်များများပြောကြတာဆိုတော့ဘလို့မခက်ခဲစရာအကြောင်းတော့မရှိဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတဖြည်းဖြည်းနဲ့ပဲအဲ့လိုလေ့လာရင်လေ့လာရင်လည်းတော့နည်းနည်းရင်းနှီးလာတယ်လို့ခံစားရပါတယ်ညီလေးကင်တာတဲ့ password ကဘယ်လို password မျိုးစာကင်တာလဲ။ဒါက visits ပါဗျ PV ပေါ့ ညီလေးရောဗီဇာကိုရန်ကုန်ကနေရန်ကုန်ကနေဝင်ခဲ့တာလားဒါမှမဟုတ်ရင်ထိုင်းကနေဝင်ခဲ့တာလားကျွန်တော်ကရန်ကုန်ကနေပဲဗီဇာလျှောက်ခဲ့တာပေါ့နော်ဟာမြန်မာနိုင်ငံဂျာမန်တရားဝါနေပဲဗီဇာလျှောက်ခဲ့တာပေါ့ဟုတ်ဟုတ်တော့ညီလေးကအခုဂျာမနီကိုလို့အော့စ်ပေတိုမျိုးနဲ့ရောက်ရှိလာတာလည်းမသိဘူးအာကျွန်တော်ကအခုလက်ရှိကတော့လေစိမ့်မှာ logistic အောက်စပီရိုလောက်နေရပါတော့။အဲဒီအောက်စပီရိုနဲ့ပဲလာခဲ့တာပါခင်ဗျ။ တော့ညီလေးကအခုလေစိတ်မှာရှိတဲ့ logistic ops ဘေးတော့နဲ့ဂျာမနီကိုလာခဲ့တာဗောနော်အဲ့တော့ကျွန်တော် logistic နဲ့လာခဲ့တဲ့အချိန်မှာသူတို့ရဲ့တက်မက်ချာတက်မက်ထားတဲ့သူတို့ရဲ့တက်မက်ထားတဲ့ level ကဘေးအိုင်းလားဘေးဆွိုင်းလားအာဘေးအိုင်းစ်ကတော့အနည်းဆုံးဗောနော်အာတက်နိုင်တော့ဘေးဆိုင်းရှိရင်လည်းကောင်းပါတယ်ခင်ဗျဟုတ်ပို့ပြီးဘေးဆိုင်းရှိရင်တော့ပို့ကောင်းတာဗောဟုတ်အဲ့တော့အခုညီလေးတက်နေတဲ့ဒီ logistics ဆိုတာအကျန်းပြင်းအားဖြင့်အကိုကိုနားလည်အောင် ရှင်းပြပါလား logistics ဆိုတာဘယ်လိုမျိုးလုပ်ရတာလဲဘာတွေလေ့လာရတာလဲ logistic ကတော့ဒီကျွန်တော်တို့ကဆိုလို့ရှိရင်လေစိတ်ထဲမှာအာဒီကုန်ပစ္စည်းတွေအဝင်အထွက်အဲ့ဒါကြီးအတွက်ကျွန်တော်တို့ကပြင်ဆင်ပေးရတာအာနောက် ီလေစိတ်မှာပစ္စည်းတစ်ခုလာရောက်လာပြီဆိုလို့ရှိရင်တခြားနိုင်ငံကိုဆက်ပို့ဖို့အတွက်အာပြင်ဆင်ပေးရတာအဲ့လိုမျိုးလုပ်ငန်းတွေတော့များရယ်ပေါ့နော်ဒါပေမဲ့အာ logistics ဆိုရဲခေါင်းစဉ်အောက်မှာတော့လုပ်ငန်းတွေကတော့အများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ကတော့အခုလက်ရှိမှာလာပိုင်းမဲ့ဒီ outspace တော့မှာလုပ်နေတာဖြစ်တဲ့အတွက်ကျွန်တော်အတွေ့အကြုံကတော့အများကြီးမရှိသေးဘူးပေါ့နော်ဒါပေမဲ့အာဒီ logistics outspace တော့အောက်မှာတော့အာဒီခွဲထွက်နေတဲ့ department တွေခွဲထွက်နေတဲ့လုပ်ငန်းစဉ်တွေတော့အများကြီးရှိပါတယ်ခင်ဗျ အော်လော့ဂျစ်ဆိုတာညီလေးတို့ဟိုလင်းလေးစိတ်ကိုရောက်လာတဲ့ကုမ္ပဏီကြီးတွေကိုအဝင်ထွက်တွေအကုန်လုံးစာရင်းပြုပြုလုပ်ရတာမျိုးဒါမှမဟုတ်လဲစာရင်းမဟုတ်လဲအဲဒီ manage လုပ်ရတာမျိုးဒီလိုပေါ့လေအဲ့လိုပုံစံပေါ့နော်ဟုတ်ဟုတ်တယ်ခင်ဗျာအဲ့လိုဒီအဓိကကတော့ဒီအာဒီဂျာမနီမှာကအာ Frankfurt လေးစိတ်ကကမ္ဘာကြီးဆုံးလေးစိတ်ထဲမှာလည်းပါတယ်ဆိုတော့ဒီဟိုကုန်ပစ္စည်းတွေကတော့အများအပြားအဲ့လိုမျိုးဒီအဝင်ထွက်ရှိရဲ့ export import ရှိရဲ့အဲ့ဒါကြီးအဲ့ဒါကြီးမှာတော့ဒီလိုမျိုးလောက်ရတဲ့ဝန်ထမ်းတွေကိုတော့ logistic ဝန်ထမ်းတွေလိုပဲခေါ်တာပေါ့ဟုတ် ။အော်ဘီညလေးကျောင်းဖြစ်မှာ။အဲ့တော့ညလေးဒီအောက်စပေတုန်းကဘယ်နဲ့နှစ်လောက်ရမယ်လို့ပြောလဲမသိဘူး။အာဒီ outspin ကတော့ကျွန်တော် contract ထဲမှာဆိုလို့ရှင်၃နှစ်စာချုပ်ချုပ်ထားပါခင်ဗျ။ဟုတ်ဒီ၃နှစ်ဒီမှာစာမွေးပြီးွားလို့ရှင်စာမွေးအောင်ွားပြီဆိုလို့ရှင်တော့၃နှစ်ထဲနဲ့ outspin ကိုပြီးွားမှာပေါ့။ဟုတ်။အော်ဒီတော့ logistic outspin တော့၃နှစ်လောက်မှာပေါ့နော်။ဟုတ်ကဲ့။အောင်ွားရင်တော့ပြီးွားပြီပေါ့။ Vita Bay လုံးနေပါရှိသေးလား။ဟုတ် Vita Bay တော့လည်းလုံးလို့ရတယ် University ဘက်ကိုလည်း join လို့ရတယ်ဗျ။ ော်မစိုးပါဘူးအဲ့တော့လာစာခမန်းကြီးဘယ်လောက်ရှိလဲအာဒီအဇူဘီအာ sorry အော့စဘီတို့လုံနေတဲ့အတွင်းမှာလာစာကတော့ကျွန်တော်တို့အာစာချုပ်ထဲမှာဆိုတထောင်ရှိရပေါ့ဒါပေမဲ့ကိုစီမှာရလာမယ်လာစာတော့နောက်ပိုင်းအာ touch တွေရှိမယ်အဲ့လိုတခြားတည့်ရတိုင်းပဲဂျာမနီမှာပီဇာလန်လောကအာပြရရရှိပဲလေနော်အဲအခုလည်းရှင်းမလို့ပြရတဲ့ဗီဒီယိုတင်ပြီးသွားပါပြီဟိုလူမယုံကြလို့နော်ဟိုဟာညီလေးကိုဒါ confirm နင်းကြီးလေးနဲ့ confirm လုပ်ပြရပါတော့အဲ့တော့ဒီ Germany ကို Ausbildung နဲ့စရောက်တဲ့အခါမှာနေစရာခက်ခဲရအောင်ဘယ်လိုမျိုးရှိလဲတခါရောက်တာနဲ့တခါလည်းနေစရာရှိရလားဒါမှမဟုတ်ဘယ်လိုမျိုးလေးဖြတ်တန်းခဲ့ရလဲရှားဖို့တော့အာကျွန်တော်ကျွန်တော်အခုလာတဲ့ဒီ Ausbildung ကို join ပေးတဲ့အာဒီမြန်မာနိုင်ငံကဒီအဖွဲ့အစည်းအကြတော့ဒီအဆင်ပြေပြောရမှာပေါ့နော်ကျွန်တော်တို့အခုဒီအာဒီ Ausbildung ကို join လိုက်တာကျွန်တော်တို့ရဲ့အာ အောက်စပီရွန်ကုမ္ပဏီကကြတော့အိမ်ဒီပါတွေကိုစုပြီးတော့ငှားပေးထားတာရှိတယ်ကျွန်တော်တို့တက်ကတော့အိမ်ရှားတာဘာညာအခက်ခဲတော့မရှိဘူးခင်ဗျာအဲ့လိုဒီကျွန်တော်တို့ចောင်းသားတွေအားလုံးကိုစုပြီးတော့အိမ်တွေကိုငှားပေးထားရတယ်ပေါ့ကြိုပြီးတော့အော်ကြိုးပြီးငားပေးတာဆိုတော့ဒါတော်တော်အကြီးကိုအဆင်ပြေတာပေါ့အဆင်ပြေများဆိုရောက်လာတဲ့အင်ရှားတာတွေမရောက်ခင်တဲ့အင်ရှားတာတွေခက်ခဲရတော့ကျွန်တော်တို့အောက်စပီရိုမှာတော့မရှိဘူးပေါ့နော်ဒီတော်တော်အဆင်ပြေတာပေါ့နော်အဲ့တော့ညီလေးနေနဲ့ logistics ထဲမှာဌာနပေါင်းဆောင်ရောတွားရသေးလား လေးလားလားဒါမှစာတို့ရဘယ်နှစ်ရက်လဲလုတ်လုတ်ရတာဘယ်နှစ်ရက်လဲအာအဲ့ဒါတွေက ID ဟိုចောင်းတက်ရအဲ့လိုမျိုးအလုတ်လုတ်ရဆိုတော့အမှန်တိုင်းပြောရလို့ရှင်တော့ရက်တွေကတော့အတိကျတော့စာချုပ်ထဲမှာတော့ပါပြီးသားပါတော့နော်အာပြန်ပြအပြည့်ဆိုလို့ရှင်အာဒီအာဒီနိုင်ငံရဲ့တရားဝင်ပိတ်ရတွေကလွဲလို့ရှင်ကျန်တဲ့လတွေမှာចောင်းတက်ရကအနည်းဆုံးအာကျွန်တော်ထင်အာ6ရက်9ရက်8ရက်လောက်ပြီးရှိမယ်ဗျကျန်တဲ့ရက်တွေမှာတော့အလုတ်လုတ်ရတယ်ပေါ့နော်အာကိုအလုတ်လုတ်ရတဲ့ အာအာကိုအလုံးမလုံးရပဲနဲ့ကြောင်းတက်ရတဲ့ရက်ဒီမှာဆိုလို့ရှင်ကိုကိုအလုတ်ခံထားတဲ့ကုမ္ပဏီကနေပြီးတော့အာဒီလောက်ခလာစာကိုတို့ကရှင်းပေးရတယ်ပေါ့အာအဲ့လိုသဘောပါခင်ဗျအာဒီအခုကျွန်တော်အလုတ်လုပ်တဲ့ကုမ္ပဏီမှာဆိုလို့ရှင်တော့ department က၄ခုရှိရယ်အခုကတော့ကျွန်တော်ကဒီ department မှာနားလာကြော်ပဲရှိသေးရယ်ပေါ့နော်အာဖြစ်နိုင်တာတော့နောက်ထပ်၂လလောက်နေရင်တော့ကျွန်တော်တခြား department ကိုပြောင်းရမှာပါခင်ဗျဟုတ်ပါပြီညီလေးအဲ့တော့ဂျာမနီကနေဒီကိုလာခြင်းနဲ့ ဒါကိုစူးစမ်းနေတဲ့လူငယ်တွေအကိုအမတွေကိုညီလေးညီလေးပါအများဘလို့အားပေးစကားများပြောချင်တယ်ဘလို့အကြံဉာဏ်များပေးချင်တယ်လဲအာ German language ကိုကောင်းကောင်းပေါ့နော်အဲ့လိုမျိုးပါလဲဒီတိုင်းပြီးဆုံးသွားအောင်သင်ယူပြီးတော့ကိုယ့်ရဲ့အိမ်မက်တွေကိုရအောင်အကောင့်ထဲပေါ်ပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ညီလေးနော်အဲ့တော့နောက်မှကြွရကြမယ်ဟုတ်ပြီလားဟုတ်ကဲ့ကျေးဇူးပါကျေးဇူးပါ